ကျွန်တော်တို့ Chelsea ပြည်သက်တွေရဲ့မျောလင်းချက်သေးသေးလေးကိုတပွဲတည်းနဲ့ရိုက်ချိုးပလိုက်တဲ့ Enzo Maresca မင်္ဂလာပါကိုခဲ Ace Chelsea fan page ကနေအပြောင်းအလဲများအားလုံးကိုကြိုဆိုပါရစေကျွန်တော်စကားလုံးကြီးပြောတာမဟုတ်ဗျာကျွန်တော်တို့မျောလင်းချက်ကလည်း heavy မျောလင်းနေတာမဟုတ်ဘူးမျောလင်းချက်သေးသေးလေးမျောလင်းတာအဲ့ဒီမျောလင်းချက်ကလည်း တကယ်တမ်းပွဲချက်တွေရင်ဆိုင်ရတဲ့အချိန်မှာခွန်အားလေးဖြစ်စီဖို့တွန်းအားလေးဖြစ်စီဖို့ပေါ့နော် prepare လုပ်တဲ့မျောလင်းချက်လေးပါဒီမျောလင်းချက်လေးကအခုချိန်မှာရေတုံမျောသွားပြီကျွန်တော်တစ်ခေါက်တော့ဗီဒီယိုလေးတစ်ပုတ်လုပ်ဖူးတယ် November လ26ရက်နေ့မတိုင်ခင်ပွဲစဉ်တွေမှာ Chelsea အနေနဲ့အမှားရင်းခံလို့မရဘူးဆိုတော့ဗီဒီယိုလေးပါမှတ်မိတဲ့ညီကိုတွေမှတ်မိပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ November 26 32ရက်မှာကစားမဲ့အသင်းအသင်းဒီကျွန်တော်တို့ Chelsea ထက် ပိုကောင်းတဲ့အသင်းတွေဖြစ်ပါတယ်။ဒါအပြင်နောက်ပွဲတွေမှာလည်းချက်စီကပွဲချက်တွေတောက်လျှောက်ကစားရောမှာပါ။ဥမာဘုံမောက်လို့အတ္တလန်တာလို့အေဗာဒန်လို့မျိုးနယူကက်ဆယ်လို့မျိုးအက်စတွန်ဗလာလို့မျိုးအဲ့ဒါလို့မာဂုံရှိတဲ့ပင့်ရိုက်နိုင်တဲ့အသင်းတွေကိုပဲကျွန်တော်တို့တောက်လျှောက်ကန်းမှာဖြစ်တဲ့အတွက်ရှေ့မှာကြွတင်ပြင်ဆင်မှု ကောင်းကောင်းလေးလုပ်ဖို့လိုတယ်။စာနာနာကြည်တဲ့အခါကျမှဘလောက်ခက်ခဲနဲ့နေတဲ့ မေးခွန်းမစိုးကျွန်တော်တို့ဖြေဆိုနိုင်မှာပါအဲ့တော့စာနာနာကြည်အောင်လုပ်ဖို့ဆိုတာလေကျွန်တော်တို့အရင်မခက်ခဲဘူးဗျကဲမဲ့အတင်းတွေထဲမှာလီဗာပူးနဲ့တော်တင်ဟော့စပါနှစ်တင်းသာလေအဲ့ဒီနိုဝင်ဘာလ26ရက်နေ့မတိုင်ခင်မှာခက်ခဲတဲ့အတင်းတွေပါတယ်လီဗာပူးဆိုတာလေအခုချိန်မှာအတင်းတိုင်းကိုတောက်လျှောက်ရှုံးမဲ့ဆက်နေတဲ့အတင်းတင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့နိုင်သွားတယ်။ Okay မျောလင်းချက်ကောင်းကောင်းနဲ့ကျွန်တော်တို့ရှေ့ဆက်ခဲ့တယ်။နောက် Tottenham Hotspur နဲ့ပွဲကိုလည်းကျွန်တော်တို့ဒီသား ဆန်လောင်းနိုင်ခဲ့မယ်။ဟူဗာဒောင် EF ကတ်မှာထပ်နိုင်မယ်ဆိုရင်နိုင်ပွဲ6ပွဲဆက်ထားရဲဆိုတဲ့အချိန်အဟုန်ကြီးကဘလို့ပဲဖြစ်ဖြစ်နောက်လာမဲ့ပွဲစဉ်တွေအတွက်အကောင်းဆုံးခွန်အားဖြစ်စီမှာပါ။ဒါမဲ့ကျွန်တော်တွေဆန်လန်နဲ့ပွဲစဉ်တွေပွဲကိုရှုံးသွားတယ်။အဲ့တော့ဒီတပွဲရှုံးတာဘာဖြစ်လဲဘရိုရဲ့နောက်ပွဲတွေလည်းကျွန်တော်တို့ပြန်လာနိုင်လို့ရတာပဲ။ဘာညာမိကောင်းမိမယ်ထောက်ပြကောင်းထောက်ပြလိမ့်မယ်။ဒါပေမဲ့ဘရိုအတိတ်သမိုင်းကြောင်းတွေကိုလိုက်ကြည့်ကြည့်ပါ။ဒီစကားကကျွန်တော်ပြောတာလည်းမဟုတ်ပါဘူး။ ်ပန်ဒစ်တယောက်လည်းပြောခဲ့ဘူးတယ်ဘောလုံးအသင်းတစ်သင်းကလမ်းကြောင်းမှန်တစ်ခုပေါ်ရောက်ရင်နိုင်ပွဲဆက်ဖို့လိုတယ်နိုင်ပွဲဆက်မှာသူကအရှင်အဟုန်ကောင်းကောင်းဖြစ်တာပေါ့ဗျာထားပါတော့၃ပွဲလောက်နိုင်အောင်နဲ့ဒါဟိုဟို၃ပွဲဆက်အနိုင်အရှင်ဟုန်ကောင်းပြီလို့သတ်မှတ်လို့မရအောင်အနည်းဆုံး၅ပွဲလောက်တော့နိုင်ဖို့လိုတယ်၅ပွဲ၆ပွဲ9ပွဲဆက်တိုက်နိုင်ကစားသမားတွေရဲ့ယုံကြည်မှုပိုင်းမြင့်တက်လာနိုင်တယ်လို့စူးစီးချင်းမှုပိုင်းကလည်းပို့ပြီးအားကောင်းလာနိုင်တယ် ကစားသမားတွေကအားလုံး professional တွေကြီးပဲ။ Arsenal ကကစားသမားစုဖွဲ့မှုနဲ့ Chelsea ရဲ့ကစားသမားစုဖွဲ့မှုဘာမှကွာတာမဟုတ်ဘူး။ Man City Liverpool လည်းကွာတာမဟုတ်ဘူး။အဓိကဘာလဲဆိုတော့ကျွန်တော်တို့ကပြောသလို form man တာ။အသင်းတွေကစူးစမ်းအထောက်မှုပြုတယ်၊ကစားသမားကောင်းတွေကြီးပဲစူးစမ်းကစားတယ်။ဒါပေမဲ့ရလက်ချင်းဘာကြောင့်မတူလဲဆိုတော့အဲ့ဒီနိုင်ပွဲဆက်မှု၊ရှုံးပွဲဆက်မှုအခြေအနေတွေကြောင့်ဖြစ်ပါတယ်။အနည်းဆက်ဆုံးဥပမာပြပြောရမယ်ဆိုရင် Liverpool ပေါ့။ Liverpool ရှုံးပွဲတွေဆက်တဲ့အတွက်ကြောင့်ယုံကြည်ချက်ပျောက်သွားတယ်။နိုင်ပွဲတစ်ပွဲတည်မှုအတွက်ဟို ထင်တော့လွယ်မနေတော့ဘူး United ဆိုရင်လည်းအတိုင်းပဲနိုင်လိုက်ရှုံးလိုက်နိုင်လိုက်ရှုံးလိုက်ပဲဖြစ်နေတယ်အဲ့ဒီအတွက်ကြောင့်သူတို့အခုချိန်မှာနိုင်ပွဲတစ်ပွဲရဖို့ကစားပုံလှသည်ဖြစ်စေမလှသည်ဖြစ်စေယူအောင်ကစားတာဟုတ်ကဲ့တလက်စာတိုင်းပြဆက်ပေးချင်တာကတော့ကျွန်တော်ညီကိုတွေဘလုံးမွဲကစားချင်တယ်ဆိုရင်စီနီယာတော့ချက်စီမှာမောင်ငါ6အိုင်မက်ကွန်ရှစ်ကို9 3မိတုကို မြန်မာတဲ့ဘော်နယ်ယူနစ်ဖြစ်ဘော်နယ်တွေနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိကျင်နေဆိုရင်တော့ဘဘနံပါတ်39963 18380မှာဆက်သွယ်ဆုံးလမ်းမေးမြန်းလို့ရပါတယ်ကျွန်တော်တို့ Chelsea လည်းအဲ့လိုဖြစ်ဖို့လိုတယ်အခုပြောဆိုဆိုပြာကျွန်တော်တို့ Benfica ကိုနိုင်ပြီးရင်ရလက်ကောင်းတဲ့ဘာညာပြောခဲ့တဲ့အတိုင်းပဲကျွန်တော်နောက်ထပ်၃ပွဲကိုဆက်နိုင်တယ်အဲ့ဒီ၃ပွဲကလည်းဟိုနိုင်လို့ရတဲ့ level မျိုးတွေကြီးပဲပေါ့နော်အရင်ခက်ခဲတဲ့အသင်းမျိုးတွေမပါပါဘူး Nottingham Forest ဆိုလည်းအဲ့အချိန်ကာလ H နဲ့တိုက်ပတ်နေတဲ့အချိန်ကာလ IS ကလည်းလုံးဝဆုတ်ပြတ်တတ်နေတဲ့အသင်းမျိုးအဲ့လိုအသင်း င်းတွေကိုနိုင်လာတာဒါကိုယ့်အတွက်လည်းကောင်းတယ်ဘယ်လိုပဲဖြစ်ဖြစ်ဗျာအဲ့ဒီအသင်းကကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေကိုကနိုင်နေဖို့လိုတယ်တခါလေကြာရင်လည်းမကောင်းတဲ့အသင်းမျိုးတွေကိုဟိုနိုင်ပြီးတော့အဲ့လိုမျိုးရလက်ပိုင်းကောင်းမွန်အောင်တိဆောက်လိုက်ရတဲ့အခိုက်အတန့်မျိုးလေးတွေရှိတာ哦အဲ့တော့ကျွန်တော်တို့တိဆောက်လာတဲ့ပုံစံလေးတွေဒီအကုန်လုံးအစဉ်ပြေနေပြီးကမှစန္ဒလန်ရဲ့ဘွဲမှာခြေမွဖြစ်စည်းခြင်းခံလိုက်ရတယ်လိုအပ်တာကတော့အကုန်လိုအပ်တာပဲဒါပေမဲ့အဓိကတာဝန်ယူရမှာနီးပြအန်ဒိုမာရက်စ်ကဒီလိုပြောလို့လေအန်ဒိုမာရက်စ်ကအောက်လို့ကျွန်တော်အော်နေတာမဟုတ် အောက်ခိုင်းလို့လည်းမရတဲ့အခြေအနေမျိုးအဲ့လိုပြောလို့လည်းကျွန်တော်အက်ဒူမာရက်စ်ကာကိုကာဗာလုပ်နေတာမဟုတ်ဘူးလက်ရှိဘောလုံးရေးစီးချောင်းကအဲ့လိုမျိုးဖြစ်နေတာကျွန်တော်တို့တည်ထားတဲ့အတည်ဒီရိုမန်အေဘရမိုဗစ်လက်ထက်ကအတည်နဲ့မတူတော့ဘူးအေဘရမိုဗစ်လက်ထက်ကရေတိုဖြည့်ရှင်းနည်းကိုအသုံးပြုတယ်ဒီတနစ်နနစ်အတွင်းမဲ့သူကြည့်တယ်ဗျာရှေးကြီးတွေကြည့်မနေဘူးနောက်3-5နှစ်မှာချယ်စီကဘာဖြစ်ပါလိမ့်ညာဖြစ်ပါလိမ့်တို့လောက်မစင်းသာအောင်ငါတို့ချယ်စီ ဒီနှစ်နှစ်သုံးနှစ်အတွင်းအောင်မြင်ရမယ်ဘောလုံးရသည်တရာသည်တွင်ချက်စီမအောင်မြင်နောက်ရသည်တွေကြရင်အပူတပြင်ရိုမန်တို့ကကြိုးစားတဲ့အကွက်မျိုးပေါ့နော်အဲ့တို့ကြောင့်တို့တွေကနီးပြထုတ်ရဲတယ်ဘာကြောင့်လဲဆိုတော့ long term plan နဲ့စီမံပြီးတော့လေ့ကျင့်တင်ကြားထားတဲ့ကစားသမားတွေမဟုတ်ဘူးဘယ်နီးပြလာလာအဲ့ဒီနီးပြလက်အောက်မှာချက်ချင်းဆိုသလိုကစားနိုင်မဲ့ကစားသမားတွေပဲခေါ်ထားတဲ့အတွက်ကြောင့်မင်းတို့ကာလိုတို့နော်အသင်းကိုအများကြီးကောင်းအောင်လုပ်ပေးခဲ့ဘူးတဲ့နောက်ရသည်ထုတ်တာပဲမော်ရီညိုတို့နှစ်ခါတော့အထုတ်ခံရဘူးတဲ့ အဲ့တော့ဘလောက်ပဲနီးပြကောင်းကောင်းဒီကောင်ချက်စီးတင်းကိုကကြိုးကြောင်လုံနေပြီဆိုရင်ရိုမန်တို့ကထုတ်တယ်ဒါပေမဲ့တော့ဘူလေးတို့ပုံတံကြတော့တမျိုးပြောင်းသွားတယ်သူကလောင်ဒမ်သွားတာဘောလုံးရာဒီ300ဒီလောက်သူကအချိန်ပေးမယ်အဲ့300ဒီလောက်အစင်မပြေဘူးဆိုမှသာလျှင်ထုတ်ပြီးနောက်ထပ် အပလန်ဘီတခုကိုစဉ်းစားကောင်းစဉ်းစားလိုက်မယ်အဲ့ဒီ300သီးတွင်အဆင်ပြေသွားရင်လေ तू က long term သွားတဲ့အတွက်ကြောင့်100သီး200သီးနဲ့ရက်သွားမှာမဟုတ်ဘူးအဲ့ဒီတင်ကအနည်းဆုံး900သီး600သီးလောက်ဆက်လက်အောင်မြင်မဲ့သဘောမျိုးပေါ့နော်ဘယ်ပိုင်ရှင်ကမှန်တယ်မှားတယ်လို့တော့ကျွန်တော်မပြောလို့ဘူးဘာကြောင့်လဲဆိုတော့အားနည်းချက်အားတာချက်ရှိတာဟုတ်ရေတို့အောင်မြင်မှုကြတော့လက်တလောချင်းတွေမှာပြိတ်သက်အနေနဲ့မြင်ရတယ်လက်စုပ်လက်ကై ဟိုဖမ်းနိုင်တယ်အဲ့တော့ကြောင့်ပရိသတ်ကတော့ယေရှုအောင်မြင်မှုကိုပို့ပြီးတော့ကြိုက်တယ်ယေရှုအောင်မြင်မှုကကြတော့လက်ဆုပ်လက်ကင်ကျွန်တော်တို့ဖမ်းလို့မရဘူးလေယေရှုမှာအောင်မြင်မမှန်းမသိမှာအောင်မြင်မမှန်းမသိနဲ့မျှော်ကိုးနေရတဲ့အခြေအနေမျိုးဘယ်ပရိသတ်မှလိုလားမှာမဟုတ်ဘူးကြော့လက်ရှိအချိန်မှာတော့ပွင့်လင်းပြောရင်ကျွန်တော်တို့အခြေအနေစိုးကိုနည်းနည်းတွားတဲ့လမ်းများသွားပြီပေါ့နော်မဖြစ်နိုင်တဲ့အခြေအနေလို့တော့မပြောချင်ဘူးဒါပေမဲ့ခဲရခဲသည့်အခြေအနေမျိုးကနေကျွန်တော်တို့တိုးထွက်ပြီးတော့ယုံတက်ဖို့လိုတယ်အခက်မသိရင် ကျွန်တော်တို့ရာလက်တွေဒီထက်ပို့ပြီးတော့စိုးသွားနိုင်တယ် hoof နဲ့ဗျာနှစ်ကြော့တွေမှာနှစ်ကြော့လုံးနိုင်မှုဆိုတာမလွယ်ဘူးလက်ရှိအခြေအနေနဲ့ quarterback နဲ့တသင်းလောက်ပဲအဝေးကွင်းမှာနည်းနည်းအဆင်ပြေအောင်ကစားနိုင်လိမ့်မယ်စပါးနဲ့လည်းကြက်မယ်ဘန်လီနဲ့လည်းအဝေးကွင်းမှာကြက်အောင်မှာပဲတေးကြတယ်ပြီးတာနဲ့ဘာစလိုနာနဲ့အာစနယ်တို့ဇက်တိုက်ရှင်ပြိုင်ကစားရမယ် least နဲ့ပွဲပဲအသက်ရှူခွင့်ရမယ်ဒါကလည်းအဝေးကွင်းမှာအသက်ရှူရမှာပါနောက်ပွဲတွေဆိုရင်ဒါ Bournemouth Atlanta Everton Newcastle Aston Villa Bournemouth Man City ပြောရင်အသက်ရှူတာအောင်ကြက်ပါတယ် နောက်ဆုံးတော့ကိုစိုက်ပြတော့ကိုပဲရိတ်သိမ်းရမှာပါကျွန်တော်ရဘီအားပေးတဲ့ပရိသတ်တယောက်ကလွဲရင်တခြားဘာမှမပူပါဘူးအန်ဒူမော်ရက်ကအနေနဲ့ကောင်းမွန်စွာကြိုက်တွေ့ဖြည့်ရှင်းမှုအတွက်ပဲစိတ်ကူးရင်းနဲ့ဗီဒီယိုလေးကိုဒီမှာနားခွင့်ပြပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်